နှုတ်ကပတ်တော်သည်ကျွန်ုပ်ခြေရှိမှမိခွက်ဖြစ်၍အကျွန်ုပ်လမ်းခီးကိုလင်းစေပါ၏ဆိုရက်ဆာလံစကားတိုင်းပဲကျွန်တော်ဘုရားတက်တာမှာဘုရားရဲ့နှုတ်ကပတ်တော်ဟာပုံစံအမျိုးမျိုးနဲ့ကျွန်တော်တို့ကိုဘုရားသခင်ဒီစကားပြောနေပါတယ်တခါတလေမှာကျွန်တော်တို့ဘုရားကြောင်းသွားရင်းနဲ့တရားဟောဆရာရှီကနေကြားရတဲ့နှုတ်ကပတ်တော်ကကျွန်တော်တို့ကို direct ထိနေတဲ့အရာတွေဖြစ်ကောင်းဖြစ်နိုင်တယ်လို့တခါတလေမှာကျွန်တော်တို့ဝိညာဉ်ကြီးကစာအုပ်လေးတအုပ်ကိုဖတ်လိုက်တဲ့အထက်ကစကားလုံးလေးတွေကလည်းကျွန်တော်တို့ကိုစကားပြောနေတယ်လို့ခံစားရပါတယ် တခါလေမှာလဲကျွန်တော်တို့တွေကနော်အင်္ဂလိပ်စကားလုံးလေးတွေအားဖြင့်လဲတွေ့နိုင်ပါတယ်ဆိုဒီနေ့မှာတော့အင်္ဂလိပ်စကားလုံးလေးတွေပေါ့နော်အင်္ဂလိပ်စကားလုံးလေးတွေတဲကနေဘုရားသခင်ရဲ့စကားတော်နှုတ်ကပတ်တော်သည်ကျွန်တော်ရဲ့ဘဝကိုဘလို့အလင်းပေးလဲဆိုတဲ့အရာကိုဖော်ပြလိုပါတယ်လို့စကားလုံးလေးခုနှလုံးရွေးချယ်ထားပါတယ်ဒီစကားလုံးတွေကနေမြင်ရတဲ့နှုတ်ကပတ်တော်ကိုပြန်လည်ဝေမျှလိုခြင်းဖြစ်ပါတယ်ပထမဆုံးစကားလုံးကတော့ဘာလဲဆိုရင် impossible ဆိုတဲ့စကားလုံးဖြစ်ပါတယ် I am P O S S I B L E impossible မဖြစ်နိုင်ဘူးမတတ်နိုင်ပါဘူးမလုပ်နိုင်ပါဘူးဆိုတော့အတိတ်ပဲရပါ impossible အဲ့တော့ဒီစကားလုံးက negative အရင်ဆက်ပါတယ် impossible မဖြစ်နိုင်ဘူးဒါပေမဲ့ဒီစကားလုံးကိုပဲကျွန်တော်တို့ပြန်ပြီးတော့နည်းနည်းလေးခွဲခြမ်းစိတ်ပြကြည့်ရင် I am နဲ့ possible ပေါင်းထားတာကိုတွေ့ရပါတယ်အဲ့တော့ဒီစကားလုံးကို space လေးနည်းနည်းလေးခြားလိုက်ရင် I am possible ငါတတ်နိုင်တယ်ဆိုတာဖြစ်သွားပါတယ် အဲ့တော့ဒီတိုင်းတော့ဒီစကားလုံးက impossible ကနေ i am possible ဖြစ်ဖို့မလွယ်ပါဘူးသို့တော်ညာလဲယုံကြည်သူများအနေနဲ့ကတော့လွယ်ပါတယ်ဖခင်တခင်ကဂရုပေးထားပါတယ်ရှမသဲ19 26မှာယေရှုသည်လဲသူတို့ကိုကြည့်ရှု၍ဤအမှုကိုလူမတတ်နိုင်သို့တော်လဲဖခင်တခင်သည်ခတ်သိမ်းတော်မှုတို့ကိုတတ်နိုင်တော်မူသည်ဟုမိန့်တော်မူ၏တဲ့ with god all things are possible အဲ့တော့ impossible ဆိုတဲ့စကားလုံးကနေပြီးတော့ဖခင်တခင်နဲ့တူသွားမယ်ဆိုရင် i am possible ဆိုပြီးတော့ ြောင်းသွားတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘုရားသက်တာမှာဘုရားသခင်နဲ့အတူသွားမယ်ဆိုရင်မဖြစ်နိုင်သောအရာမရှိဘူးဘုရားသခင်အလိုရှိရင်မဖြစ်နိုင်သောအရာမရှိဘူးဆိုတဲ့အရာကိုဒီစကားလုံးကနေ message ပေးပါတယ်တော့ကျွန်တော်တို့အားလုံးတမန်ကျမ်းစာထဲမှာတွေ့ပါတယ်ပင်လယ်ကြီးကရှေ့ကကာစီးနေတယ်ဘလို့မှသွားဖို့လမ်းမရှိတော့ဘူးဒါမှမဟုတ်လေဘုရားသခင်နဲ့ဆိုရင် with god all things are possible မဖြစ်နိုင်သောအရာမရှိဘူးဘုရားသခင်နဲ့ဆိုရင် i am possible ပဲ ်နော်မောရှေတို့ကိုပင်လယ်ကိုနှစ်ချမ်းခွဲပြီးထုတ်ဆောင်ခဲ့သောဘုရားဖြစ်ပါတယ်နောက်စကလုံးတစ်လုံးကတော့ skill ဆိုတဲ့စကလုံးလေးဖြစ်ပါတယ် S K I L skill အဲ့တော့ skill ဆိုတဲ့စကလုံးမှာကျွန်တော်တို့အရှိတ်က S ကိုဖြုတ်ကြည့်လိုက် S ကိုတက်တက်ဖြုတ်ကြည့်လိုက်လို့ရှိရင် skill ကနေနော် skill ဆိုတာကျွမ်းကျင်မှုနော်အတတ်ပညာကျွမ်းကျင်မှုတွေအဲ့ဒီကျွမ်းကျင်မှုတွေကနေ S ကိုဖြုတ်လိုက်လို့ရှိရင် K I L skill ဆိုတဲ့တတ်တယ်ဆိုတဲ့အဓိပ္ပာယ်ရတဲ့စကလုံးပဲကြံခဲ့ပါတ ော့ကျွန်တော်က S ကိုဘယ်လိုစဉ်းစားလဲဆိုရင် spiritual လို့ခေါ်တဲ့ဝိညာဉ်ရေးရာဘုရားကိုတည်ကျွမ်းခြင်းအရာဝိညာဉ်ရေးရာတိဆောက်မှုဘုရားကိုတည်ကျွမ်းခြင်းတာမရှိဘူးဆိုရင်ကျွန်တော်ရဲ့ကျွမ်းကျင်မှုတွေက kill သူတစ်ပါးကိုတတ်တဲ့အရာတွေဖြစ်သွားနိုင်တယ်။တော့ကျွန်တော်တို့ကမ္ဘာသမိုင်းတစ်လျှောက်မှာအရန်တော်တဲ့ပုံကိုယ်တွေရှိပါတယ်။ skill အရန်ကောင်းတဲ့သူတွေ။ဒါပေမဲ့ကျွန်တော်တို့ ethics လို့ခေါ်တဲ့တော့ကျွန်တော်တို့ကိုကျင့်တရားတွေ နော်ဖယောက်တိကျွမ်းခြင်းအရာတွေမရှိတော့တဲ့အခါမှာနော်သူတို့မှာအဲ့ဒါမရှိတဲ့အခါမှာအဲ့ဒီ scale တွေကနေလူတွေကိုတတ်ဖို့နော် kill ဆိုတဲ့အရာတွေဖြစ်သွားတယ်ဆိုတာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့ရှမန်သဲ16 26မှာလူဒီဤစက်ကြဝရာကိုအကျွေးမဲ့အစိုးရပြီးမိမိအသက်ဝိညာဉ်ရှုံးလင်အဘယ်ကျေးဇူးရှိသနည်းမိမိအသက်ဝိညာဉ်ကိုအဘယ်ဥစ္စာနဲ့ရွေးနိုင်သနည်းတဲ့။နော်အားလုံး scale တွေဘလောက်ပဲ တော်နေပါစေစัจ java ရာကြီးကိုအကျွေးမဲ့အစိုးရနေပါစေတဲ့အတက်ဝိညာဉ်ရှုံးရင်အချိနည်းပဲလို့တမန်ကျမ်းစာကပေါ်ပြပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့မိတ်ဆွေတွေเนาะကျွန်တော်တို့တင်ယူရတဲ့ skill တွေတက်လာအောင်တင်ယူရတာရှိတယ်လုပ်ငန်းခွင်မှာဒါပေမဲ့ကျွန်တော်တို့မမေ့ဖို့က skill မှာ spiritual ပါဖို့အရေးကြီးပါတယ်เนาะကျွန်တော်တို့ဖျားကိုတိကျွမ်းခြင်းရှိတဲ့ skillful ဖြစ်တဲ့လူတွေမှသာလင်ကျွန်တော်တို့လောကကြီးအကျိုးပြုမှာဖြစ်တယ်တကယ်လို့ဖျားကိုမသိဘူးဆိုရင်တော့ကျွန်တော်ရဲ့ skill တွေက နော်အဲ့ဒီ skill တွေကကျွမ်းကျင်မှုတွေကသူတစ်ပါးကိုဒုက္ခပေးတဲ့ skill တွေဖြစ်သွားနိုင်တယ်ဆိုတော့ကိုဒီစကလုံးလေးအဖြစ်လဲအလင်းရပါတယ်နောက်စကလုံးလေးတစ်လုံးကပါလဲဆိုရင် test ဆိုတဲ့စကလုံးလေးဖြစ်ပါတယ်နော်ကျွန်တော်တို့အကြောင်းသားတိုင်းကဆောင်းဝဲ test တွေဖြည့်ဘူးပါတယ်အဲ့တော့လူတိုင်းဖြည့်ဘူးပါတယ် test မရှိဘဲနဲ့ level up ဖြစ်ဖို့မလွယ်ပါဘူးနော်ကျွန်တော်တို့အာပညာရေးစနစ်တွေမှာ ရှိသလိုဘဝတ္တတာမှာလည်းကျွန်တော်တို့စုံစမ်းစစ်ဆေးမှုတွေစုံစမ်းနှောက်ယှက်ခြင်းတွေเนาะကျွန်တော်တို့ test တွေ စမ်းသပ်ခံရတဲ့အရာတွေရှိပါတယ်အဲ့တော့အဲ့ဒီ test တွေကိုအောင်မြင်သွားရင်ကျွန်တော်တို့အဲ level တစ်ခုကိုရောက်ပါတယ်နော်ဆောင်းဝဲဆိုရင် attendance တက်ပါတယ်အဲ့တော့ကျွန်တော်တို့ဘဝသက်တမ်းပါလေတဲ့ test ဆိုတာကြုံရမှာပဲနော်ကျွန်တော်တို့ဒါကြောင့်မလို့တမန်ကျမ်းစာကပြောလဲဆိုရင်ဒုက္ခဆင်းရဲခြင်းသည်တိခဏ်ခြင်းကိုပြုစုတတ်၏တိခဏ်ခြင်းသည်လည်းတက်တည်တင်ရှားခြင်းကိုပြုစုတတ်၏လို့ဖော်ပြတာပဲ တွေ့ရပါတယ်ဒီဒုက္ခဆင်းရဲခြင်းကတဲ့တီးခံခြင်းကိုပြုစုတတ်တယ်တီးခံခြင်းဒီဘာကိုပြုစုလဲဆိုရင်တက်တည်ထင်ရှားခြင်းလို့ခေါ်တဲ့ testimony တက်တည်ခံချက်ကိုဖြစ်စေတယ်ဒါကြောင့်မလို့ဒီစကားလုံးလေးကလည်းထူးခြားရမှာเนาะ TEST test ဆိုတဲ့စကားလုံးကနေ test ကနေပြီးတော့ testimony ဆိုတဲ့စကားလုံးကိုပြောင်းသွားတာတွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဘဝသက်တာမှာเนาะကျွန်တော်တို့စုံစမ်းနောက်ဆက်ခြင်းတွေကိုဖျားသခင်နဲ့အတူကြော်လွှားလိုက်မယ်အဲ့ဒီ test တွေကိုကြော်လွှားလိုက်မယ်ဆိုရင် တက်တည်ခံချက် testimony တွေဖြစ်လာတယ်ဆိုတော့တွေ့ရပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဘဝတတမှာကြုံလာတဲ့အရာတွေအားလုံးကိုဖျားနေတူသွားမယ်ဆိုရင်တော့ကျွန်တော်တို့ဘဝအတွက်เนาะကျွန်တော်တို့ဖျားနေတူအောင်မြင်ကျော်လွားပြီးတက်တည်ခံနိုင်မှာဖြစ်တယ်ဆိုတော့တွေ့ရပါတယ်။နောက်တစ်ခုကတော့ history ဆိုတဲ့စကားလုံးပေါ့เนาะတမိုင်းဆိုတဲ့စကားလုံး။ဒါခုနကလည်းဆက်ဆက်ပါတယ်။အဲ့တော့ history ကိုကျွန်တော်တို့နှစ်ပိုင်းပိုင်းခြားလိုက်မယ်ဆိုရင် hi နဲ့ his story history သူ့ရဲ့ဖျားသခင်ရဲ့ story အဲ့တော့ကျွန်တော်တို့ဖျားသခင်ကပြောထားတယ်သူကတဲ့ alpha လည်းဖြစ်တယ် omega လည်းဖြစ်တယ်တဲ့နော်အစအဦးဆုံးသူဖြစ်တယ်လို့နောက်ဆုံးသောလူလည်းဖြစ်တယ် alpha နဲ့ omega နော်အစလည်းဖြစ်တယ်အဆုံးလည်းဖြစ်တယ်အဲ့တော့ပြောနေတာကကဘာပေါ်မှာဖြစ်နေတဲ့အရာအားလုံးတည်တဲ့ဖျားသခင်တည်တယ်ဖျားသခင်တမားရဲ့အရှင်ဖြစ်တယ်ဒါကြောင့်မလို့ဒီခါလေးမှာကျွန်တော်တို့ test တွေခံရတာရှိတယ်နော်ကျွန်တော်တို့စုံစမ်းနောက်ဆက်ခြင်းတွေဒါဖျားသခင်တည်တယ်အဲ့ဒီထဲမှာကျွန်တော်တို့ ဘုရားသခင်နဲ့အတူကြော်လွားဖို့ပဲဘုရားသခင်ရှိတယ်ဘုရားသခင်မြင်တယ်ဘုရားသခင်ကယ်မမယ်ဆိုတဲ့အရာကိုယုံကြည်ပြီးတော့ကျွန်တော်တို့ history ထဲမှာအလှပဆုံးเนาะဘုရားရဲ့အလိုတိုင်းအသက်ရှင်သွားဖို့ပဲဖြစ်တယ်ဆိုတော့တွေ့ရပါတယ်နောက်တစ်လုံးကတော့ mess ဖြစ်ပါတယ် M E S S mess အဲ့ဒါကတော့ရှုပ်ထွေးညစ်ပတ်ပြီးတော့ဗောနော်ရှုပ်ပွားတယ်เนาะဒီခါလေးမှာကျွန်တော်တို့ဘုရားသက်တာမှာဟိုမဖြေရှင်းနိုင်တဲ့ပြဿနာတွေเนาะကျွန်တော်တို့ဟိုနားမလည်နိုင်တဲ့ကိစ္စတွေ ဝင်ထုတ်ဝင်ပိုးတွေအများကြီးပဲရှိတယ်။ဒီခါကျရင်ကျွန်တော်ဘာကြောင့်ငါဘုရားမှာဒါရီလာဖြစ်နေရတာလဲ။ငါဘုရားကြီးက mess ဖြစ်လိုက်တာ။ငါဘာကြောင့်ဒါရီဖြစ်နေရတာလဲလို့တွေးကောင်းတွေးမိလိမ့်မယ်။ဒါပေမဲ့တမန်ကျမ်းသားကဘာပြောထားလဲဆိုရင်ယောမဩရာစာခန်းကြီး၈ငယ်၂၈မှာဖျားသခင်ကိုချစ်တော်သူတည်းဟုသောကြံစီတော်မူခြင်းအတိုင်းခေါ်တော်မူသောသူတို့၏အကျိုးကိုခတ်သိမ်းသောအရာတို့သည် ကညီတညွတ်တဲ့ပြုစုကြတယ်တခါလေးမှကျွန်တော်တို့မကောင်းဘူးလို့ထင်နေရတယ်တခါလေးမှကြုံတွေ့နေရတယ်ခက်ခဲမှုတွေခုနကတော့ပူလောင်မှုတွေဒါတွေအားလုံးကကျွန်တော်ဘဝကိုပို့ပြီးတော့တိုးတက်သွားစေဖို့เนาะကျွန်တော်တို့ဖြစ်တယ်အချိန်ကာလတစ်ခုအဲ့ဒီ mass ဖြစ်နေတဲ့အရာတွေပေါ်မှာအချိန်ကာလတစ်ခုတိုင်းတာတစ်ခုဒီဖျားသခင်နဲ့တူကျွန်တော်ရင်ဆိုင်ကြော်လွားလိုက်မယ်ဆိုရင် message ဆိုတဲ့စကားလုံးကိုပြောင်းသွားတယ်တည်င်းစကား ျွန်တော်ရဲ့တက်တာကိုကြည့်ပြီးသူများတွေသတင်းစကားရတယ်ကျွန်တော်ကိုယ်တိုင်လည်းဖျားပေးတဲ့သတင်းစကားကိုရတယ် message တွေဖြစ်လာတယ်အဲ့တော့ max ဆိုတဲ့စကားလုံးကနေ message ဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့ဒါကြောင့်မလို့ကျွန်တော်တို့ကတစ်ခါလေးမှကျွန်တော်တို့ဘဝရဲ့အကြီးအမားဆုံးရှုပ်ထွေးမှုတွေကကျွန်တော်တို့ message တွေဖြစ်ပြောင်းလဲသွားတယ်ဆိုတာကိုနားလည်ဖို့အတွက်ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘဝတက်တာမှာတဲ့ align fe live ဆိုတဲ့ဘဝတက်တာမှာ fake ဆိုတဲ့ f လေးကအရင်ရေးကြည့်ပါတယ် l i f e เนาะအဲ့တော့ F က fake ကိုကိုစားပြုပါတယ်အဲ့တော့တကယ်လို့များအဲ့ဒီ fake ဆိုတဲ့အရာကိုဖြုတ်ကြည့်လိုက် LIE line ဖြစ်သွားတယ်လင်ညာမှုတွေဖြစ်သွားတယ်ဒါကြောင့်မလို့ဘဝသက်တာမှာကျွန်တော်တို့ယုံကြည်သူတွေရဲ့ဘဝသက်တာမှာဖျားသခင်ကိုယုံကြည်ခြင်းကအရင်ရေးကြည့်တယ် LIE FE line မှာ fake ဆိုတဲ့အရာ ပြုတ်သွားတာ ਨੇ line ဖျားကိုမသိရင်ကျွန်တော်တို့လှုပ်ချင်တာတွေလှုပ်မယ်ကိုချင်းတရားတွေထိမ့်သိမ့်မှုတွေမရှိတော့ဘူးဖခင်ရဲ့စကားကိုနားမထောင်တော့ဘူးဆိုရင်ကျွန်တော်တို့ဟာ အလင်းညာတွေဖြစ်သွားနိုင်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဘုရားတတမှာဖရာသခင်ဆိုရဲယုံကြည်ခြင်းမနော် fake ကအရင်ပဲယေကြည်တယ်ဆိုတော့တွေ့ရပါတယ်။ဒါကြောင့်မလို့တမန်ကျမ်းစာကပြောပါတယ်ယုံကြည်ခြင်းမရှိရင်ဖရာသခင်ကြီးစိတ်တော်နဲ့မတွေ့နိုင်ဘူးတဲ့။နော်ကျွန်တော်တို့ဒါကြောင့်မလို့အလွန်ပဲအရေးကြီးတယ်ဆိုတော့တွေ့ရပါတယ်။နောက်ဆုံးတလုံးကတော့ဗာလဲဆိုရင်နော်ဒီစကလုံးလေးကကျွန်တော်တို့ခြေတော့မရှိလက်မရှိပဲနဲ့မွေးဖွားလာတဲ့နော်တရားဟောဆရာတယောက် motivational speaker တယောက်ဖြစ်တဲ့ကဘာကျော် Nick ရဲ့စကလုံးလေးဖြစ်ပါတယ်။ နစ်က तू ဖះကိုမသိခင်မှာ तू အသက်မရှင်ကျင်ဘူးတဲ့ဒါပေမဲ့ဖះသခင်ကို तू ရောက်သွားတဲ့အချိန်မှာ तू ဘာစံစာကိုဖတ်မိလဲဆိုဖះသခင်က go လို့ပြောတယ်ရှင်မသက်ခရစ်ယာန်ထဲမှာနော်တင်းတို့တွားရေးလူမျိုးတကာတို့ကိုငါတပည့်ဖြစ်စီပါနော် go နှုတ်ကပတ်တော်ကိုဝေမျှပါအင်္ဂလိပ်သတင်းစကားကိုဝေမျှပါ go ဆိုတဲ့စကားလုံးကို तू တွေ့တဲ့အခါမှာ तू က disable မတတ်နိုင်ဘူး तू မလုံနိုင်ဘူး disable ဒါပေမဲ့အဲ့ဒီ go ဆိုတဲ့အရာကိုတွေ့တဲ့အခါမှာအဲ့ဒီ ဂိုးကိုနော်ဖျားသခင်နဲ့တူသွားမယ်ဆိုတော့ဂိုးကို disable ဆိုတဲ့ဇကလုံးရဲ့ရှေ့မှာထိန်းလိုက်တဲ့အခါမှာဇကလုံးကြီးကအံ့ဩဖွယ်ကောင်းလောက်ချင်းသွားတယ်ကျွန်တော်အယံခွန်အားရတာနော်ကျွန်တော်တို့ဂိုးကို disable ရှေ့မှာထိန်းလိုက်တဲ့အခါမှာ God is able ဖြစ်သွားတာတွေ့ရပါတယ် God is able ဖျားသခင်တတ်နိုင်တယ်ဒါကဒီခြေထောက်မရှိလက်မရှိပဲနဲ့မွေးဖွားလာတဲ့နှစ်ကတသက်ခံချက်ပဲ God is able သူက disable ဒါပေမဲ့ ်ဘုရားသခင်နဲ့သူတွားလိုက်တဲ့အခါမှာ God is evil ဆိုပြီးတော့ this evil ဆိုတဲ့စကားလုံးလေးကပြောင်းသွားတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်။ဒါကြောင့်မလို့ကျွန်တော်ရဲ့ဘဝသက်တာမှာလေချစ်တော်မိတ်ဆွေတို့ကျွန်တော်တို့ကမတတ်နိုင်ဘူး this evil ဖြစ်နေတယ်လို့ထင်ပေမဲ့လေဘုရားသခင်နဲ့သူဂိုးမယ်ဆိုရင်ကျွန်တော်ဘဝဟာနော် God is evil ကျွန်တော်တို့ကိုယ်တိုင်တော့မတတ်နိုင်ဘူးသို့တော်ညာလေဘုရားသခင်မတတ်နိုင်သောအရာမရှိဘူးဒါကြောင့်မလို့ပြန်ပြီးတော့ရှေ့မှာပြန်ကြည့်ရင် impossible မဖြစ်နိုင်ဘူးဒါပေမဲ့ with God ဘုရားသခင်နဲ့ဆိုရင် I am possible ဆိုတဲ့စကားလုံးကိုချိန်သွားမှာဖြစ်ပါတယ်။ဒါကြောင့်ခြေသောညီကိုမမတို့ဘုရားကိုပို့ပြီးတော့ပုံ၍တိုး၍ချစ်လျက်ပုံအပ်လျက်ကိုးစားလျက်အသက်ရှင်ကြပါစို့လို့ဒီနှုတ်ကပတ်တော်အဖြစ်ထိုက်တွန်းခွန်အားပေးလိုပါတယ်။